ိုဗစ်ရဲ့အကြောင်းပြောပြလာတဲ့သမွန်မြေပရိသတ်များအလုံးမဲမိလာပါရှင်။တချင်ရပြည်သူကြားရတဲ့နုပညာရှင်ဖြစ်တဲ့မင်းသမီးလေးသမွန်မြေကတော့အခုဆိုရင်ကိုဗစ်နဲ့ပတ်သက်ပြီးထုတ်ပြောလာခဲ့ပါတယ်။အခုဆိုရင်ကိုဗစ်တည်င်းတွေနဲ့ပတ်သက်ပြီးသူကြားရတဲ့ပရိသတ်တွေရဲ့အကြောင်းအကြောင်းထုတ်ပြောထားသလိုပရိသတ်တွေကလည်းဒီကနေ့မှကိုဗစ်နဲ့ပတ်သက်ပြီးတော့ထုတ်ပြောလာတဲ့မင်းသမီးလေးသမွန်မြေကိုမန်နီမှာမျိုးမျိုးရေးသားကောင်းဆုတောင်းပေးနေကြပါတယ်။မင်းသမီးလေးသမွန်မြေကတော့ကိုဗစ်နဲ့ပတ်သက်ပြီးသူရဲ့ဆိုရှယ်မီဒီယာပေါ်မျှဝေလာခဲ့တာပါ။ ဒီကနေ့မှာတော့တမွန်မြက်ကအခုလိုရေးသားမျှဝေထားခဲ့ပါတယ်။မင်းသမီးလေးတမွန်မြက်ကအမလေးကိုဗစ်တဲ့ရေဆောက်နေရပဲအစာရွရွထက်လဲအောက်လျှော်ပဲထင်တာအစာများမားလာလားပေါ့ဓာတ်စာများများတောက်လိုက်တာကိုတော့မပူလိုက်ဘူးဘိုက်တွင်တာအစာမဝင်နှစ်ရက်လောက်တော့ခံစားရတယ်နှစ်ရက်လောက်တော့ခဲရတယ်အခုတက်တာပဲမဲအာမရှိမောလွယ်ကြီးဆိုင်ကြပါနော်ကျွန်မမချနိုင်တဲ့ကိုလုံးလေးမတိမတာစတီလီပစ္စည်းညောင်တောက်လေးကြထားတယ်ဆိုပြီးမျှဝေအတိပေးလာခဲ့ပါတယ် ။တမုံမြက်ကတော့သူ့ရဲ့ခန္ဓာကိုယ်တော့အတော်လေးချောင်ကျသွားရည်လို့ဆိုပါရယ်။ဒါကြောင့်လေတမုံမြက်ကသူ့ရဲ့ပရိတရီကိုအတိပေးလာခဲ့ပြီးဂယူဆိုင်ဖို့ပြောဆိုလာခဲ့တာဖြစ်ပါရယ်။အခုဆိုရင်မင်းသမီးလေးတမုံမြက်ကသူ့ရဲ့ကျမရဲ့ချင်းတွေနဲ့မိသားစုကြောင့်အမှုပြရဲ့ကိုရီတွေဆက်မလို့ဖြစ်တော့ပဲဗီတဗီယာရှိရနေပျောက်ကွယ်နေကြတာကြပဲဖြစ်ပါရယ်ဗီတဗီကတော့သူ့ရဲ့အမှုပြလှူရှာမှုတွေကိုမြင်တွေ့ချင်နေကြစေဖြစ်ပြီးအခုချိန်ထိအပြင်ဝင်ရန်ပြင်နေကြပါ မင်းသမီးလေးတက်မွေမြေကတော့အရင်ကလိုအမှုပညာအလုပ်တွေဆက်မလို့ဖြစ်တော့ပေမဲ့သူကတော့ရိုက်ကူးရေးတွေပြန်လုပ်ချင်နေပြီသူ့ကိုဝိုင်းပြီးတော့ချက်ပေးကြတဲ့ပိတ်တရီကိုလည်းတရေရနေလို့ဆိုပါတယ် အခုဆိုရင်တယောက်ဆောင်တမမြစ်ကတော့မိသားစုဘဝလေးနဲ့အေးအေးချမ်းချမ်းလေးဖြတ်တန်းနေပြီဖြစ်ပြီးသူကတော့အိမ်ထောင်ရေးမှလည်းကံကောင်းသူဖြစ်ပါတယ်ပျော်ရွှင်စရာကောင်းတဲ့မိသားစုဘဝလေးကိုတည်ဆောက်ထားတဲ့တမမြစ်ကတော့ဒီကနေ့မှခင်ပွန်းဖြစ်သူနဲ့ပတ်သက်ပြီးတော့လည်းအခုလိုပဲမျှဝေထားခဲ့ပါတယ်တမမြစ်ကစတေစတေဘီဘီလို့ပြောတတ်တဲ့သူကိုလွမ်းမိတယ်နေအလုံးညလုံးနဲ့ရှုံးနေသူကြီးအားစကားပြောချင်အောင်ရှားလာပြီးပြောပြကြအောင်နော်ငယ်ကလေးကအမေကိုအရင်ကျအမေကိုပဲမေးလို့ဂီယိုဆိုင်လို့လို့အဖေကတော့ ြောอยู่ရတဲ့အထိအမေဖြစ်လာတော့ပိုပဲလေးစားလာတယ်။ကိုချင်းစားလာတယ်။တမင်းသာသူရဲ့ဘဝရဲ့အယယာသူ့ဘဝထက်ဦးစားပေးချစ်နိုင်လို့နဲ့မမေအခုချိန်အထိစံစမ်းမမရှိနေပြီလို့ကျေးဇူးတင်ပါတယ်။တရားမရှိဘူးပဲပြောပြောအကြောက်ဆုံးအရာတွေထဲမှာမမေနဲ့ခွဲရမှာထိတ်ဆုံးကသူကတော့တရားရည်ပြေဝါနေတော့စိတ်ထဲပါမှသိမ့်မထဲတော့ ရေချမ်းနေပြီဆိုပြီးပြောပြလာခဲ့ပါတယ်။မင်းသမီးလေးတက်မှုမြေကတော့အမှုပြလို့တွေမှလည်းထိဆုံးကနေအောင်မြင်မှုတွေရရှိခဲ့သလိုမိသားစုဘွားလေးမှလည်းပြည်သူရဲ့အားကြောင့်မူကိုခင်ရတာပါ။တက်မှုမြေကတော့အမှုပြလို့တွေမှသူစူးစမ်းခဲ့သလိုအောင်မြင်မှုတွေရရှိခဲ့ပြီးသူရဲ့တရားစောင် item ပိုင်းမှာဆိုရင်လည်းပြည်သူရဲ့အားပေးမှုတွေကိုရောအမှုပြတိုင်းဝိုင်းကချစ်ချွတ်မှုတွေကိုပါရရှိခဲ့ပါတယ်။ ပါရှင်ဒီကနေ့တင်ဆက်ပေးသွားတဲ့ကြောင်းလေးကတော့ဒီလောက်ပါပဲရှင်။နောက်ထပ်လည်းကျွန်တော်ရဲ့ channel လေးကနေပြီးတော့ဇေဝန်စာအဖွဲ့ရာဆယ်လီတင်ကြောင်းအသစ်တွေနဲ့တူပြန်လာခေုံမှာဖြစ်လို့အတိတ်တတော် video တင်နိုင်မလို့တန်သိရှိနိုင်ဖို့အတွက်ဘေးနားချက်ပြီးခေါင်းလေးကိုလည်းနေထားပြကြပါရှင်။အဆုံးထိအားပေးကြည့်ရှုမှုအတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်။